ီမိုကရက်တစ်မြန်မာအသံ TVB ရဲ့နိုဘမ်ဘာ20ရက်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်။ဒီကနေ့နောက်ဆင်ရမယ့်သတင်းတွေကတော့မြန်မာကိုပြင်းပြင်းထန်ထန်အရေးယူဖို့အမေရိကန်လွှတ်တော်အမတ်တွေကတောင်းဆိုလိုက်တဲ့သတင်း။ AR တိုင်းကရေတွင်းတွေမှာအာဆင်နစ်တက်များနေလို့လူ၁၂တန်းလောက်ရဲ့ကျန်းမာရေးအန္တရာယ်ရှိနေတဲ့သတင်းနဲ့ပုံပြင်းမှာတက္ကသိုလ်ကျောင်းသားတွေကိုချိန်ချောက်ဖိအားပေးပြီးကြိုတင်မဲထည့်ခိုင်းနေတဲ့သတင်းတွေနောက်ဆင်ကြရမှာပါ။ မြန်မာနိုင်ငံရဲ့ပုံမနှဆိုင်လာနေတဲ့ပြိပခါကိုကင်တွယ်ဖြေရှင်းဖို့အချိန်တိတ်မကြံတော့တဲ့အကြောင်းနဲ့ပြင်းထန်တဲ့အရေးယူဆောင်ရွက်မှုတွေလှုံ့ဆော်မှုအမေရိကန်လွှတ်တော်အမတ်တွေကနိုဝင်ဘာ16ရက်မှာတရီပေးလိုက်ပါတယ်။အမေရိကန်အောက်လွှတ်တော်နိုင်ငံခြားရေးရာကော်မတီကလက်ခံကျင်းပပြီးအရှေ့အာရှနဲ့ပစိဖိတ်ဆိုင်ရာဆက်ကော်မတီအဖွဲ့ဝင်တွေပါဝင်တဲ့ထွက်ပေါက်မှုရှိသောမဟာဗျူဟာမြန်မာနိုင်ငံ၏အစုံးမဲ့အချက်အတဲနဲ့အမေရိကန်၏အကန့်အသတ်ရှိသောရွေးချယ်စရာများခေါင်းစဉ်နဲ့ကြားနာပွဲမှာအခုလိုပြောလိုက်တာပါ။မြန်မာစစ်တပ်ဟာနိုင်ငံအာဏာကိုတင်းကျပ်စွာဆုပ်ကိုင်ထားပြီးရွေးကော်ပွဲအတွက်ပြင်ဆင်နေတာ ောင့်ဒီရွေးကောက်ပွဲကိုအမေရိကန်နိုင်ငံအနေနဲ့ပုံမိုပြင်းထန်တဲ့တုံ့ပြန်မှုတွေလှုံ့ဆော်မှုလွှတ်တော်အမတ်တွေကတိုက်တွန်းခဲ့ကြတာပါဒါအပြင်မြန်မာစစ်အုပ်စုနဲ့ဆက်ဆက်နေတဲ့ကြားဖြတ် online ငွေလိမ်ကိုင်းတွေပြန့်နှံ့လာတာလူကုန်ကူးမှုတွေနဲ့အတူစစ်ကောင်စီကတရားဝင်မှုရရှိဖို့အတွက်တရုတ်နဲ့ရုရှားအပေါ်မိခိုနေတဲ့အကြောင်းအရာတွေအပါအဝင်အဓိကပြဿနာတွေကိုလည်းထောက်ပြခဲ့တာပါအမေရိကန်ရဲ့အရေးယူဆောင်ရွက်မှုမရှိပါကမြန်မာနိုင်ငံဟာကြာရှုံးနိုင်ငံအဖြစ်နဲ့အတူနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေရဲ့ဗဟိုချက်အဖြစ်ဆက်လက်ရှောင်လန်းရလိမ့်မယ်လို့လည်းဥပဒေပြုအမတ်တွေကတတိပေးထားပါတယ် ။အယာရီမြဝကျုံဘော်ဒေတာကရေရင်းတွေရဲ့87ရာခိုင်နှုန်းမှာအာဆင်နစ်ဓာတ်ပါဝင်မှုဟာကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကသတ်မှတ်ထားတဲ့ဘေးကင်းတဲ့တောက်သုံးရေစံနှုန်းထက်ကျော်လွန်နေပြီးလူပေါင်း12တန်းရဲ့ကျန်းမာရေးကိုအန္တရာယ်ရှိနေတဲ့အကြောင်းသိပ္ပံသုတေသနနဲ့နည်းပညာဆိုင်ရာသတင်းဝက်ဆိုက်တစ်ခုမှဖော်ပြပါရယ်။ UK အခြေစိုက်တက္ကသိုလ်တစ်ခုဖြစ်တဲ့ Postmark တက္ကသိုလ်ရဲ့လေ့လာမှုတစ်ခုအရအခုလိုဖော်ပြလိုက်တာဖြစ်ပြီးရေရင်းပေါင်း3400 4000နီးပါးရဲ့အချက်လက်တွေကိုခွဲခြမ်းစိုက်ဖျားလေ့လာခဲ့ရမှာအခုလိုတွေ့ရှိရတာဖြစ်ကအဆိုပါဒေသမှာနေထိုင်သူတွေအနေနဲ့ရေရှည် ေကျန်းမာရေးထိခိုက်နိုင်တဲ့အခြေအနေနဲ့ရင်ဆိုင်နေရတယ်လို့ဆိုပါတယ်ဒီအခြေအနေဟာ2030ပြည့်နှစ်မှာလူတိုင်းအတွက်တန်ရှင်းတဲ့တောက်သုံးရည်ရရှိရေးဆိုတဲ့နိုင်ငံရဲ့ရည်မှန်းချက်ကိုကြီးမားတဲ့စိန်ခေါ်မှုတစ်ရက်ဖြစ်စေတယ်လို့လည်း Your Health မှာဖော်ပြခဲ့တဲ့အဲ့ဒီလေးလာမှုကထောက်ပြထားပါတယ်အာဆင်နဲ့တက်ပါဝင်မှုအမြင့်ဆုံးနေရာတွေကတော့ AR မြို့မှာကျုံပေါ်အလဲပိုင်းဒေသတွေမှာဖြစ်ပြီးအဲ့ဒီနေရာတွေမှာချောင်းမြောင်းတွေနဲ့ရေဟိုင်ငယ်တွေထူထပ်စွာချိတ်ဆက်နေလေရှိတယ်လို့သုတေသီတွေကဆိုပါတယ် ေကောက်ပွဲမှာကြံ့ခိုင်ရေးပါတီအနာရလို့ပေးထားတဲ့ဂရုတွေမတည်ရင်မျက်နှာကိုလက်သီးနဲ့ထိုးပါလို့နိုဝင်ဘာ16ရက်မှာပြုလုပ်တဲ့ရန်ကုန်တိုင်းပါတီမဲဆွဲပွဲမှာဥက္ကဋ္ဌဦးခင်ကြီးကပြောပါရယ်မနေ့နေ့လည်းကရန်ကုန်မြို့သူမနာမိုးလုံလေလုံအားကစားပွဲမှာပြုလုပ်တဲ့ရန်ကုန်တိုင်းကြံ့ခိုင်ရေးပါတီရဲ့မဲဆွဲစည်းရုံးရေးပွဲမှာဦးခင်ကြီးကပြောဆိုခဲ့တာပါနိုင်ငံဝန်ထမ်းငယ်တွေအခမဲ့ခရီးသွားလာခွင့်ရရှိရေးအာမခံချက်တွေကုန်စည်နှုန်းကျဆင်းအောင်ဆောင်ရွက်ပေးမဲ့ဂရုကဝတ်တွေလက်သမားတွေရဲ့ကျွေးမီတန်တရာကတစားထက်တစားကင်းရှင်းအောင်ဆောင်ရွက်မဲ့အစီအစဉ်တွေပြည်ပရောက်နိုင်ငံသားတွေရဲ့ရပိုင်ခွင့်အခွင့် င်အလန်းတွေနိုင်ငံသားတွေရဲ့အလောက်ကန်အခွင့်အလန်းတွေလုတ်ပေးမယ်လို့ကျွန်တော်တို့ကတိပေးထားတယ်ကျွန်တော်တို့ပါတီကရွေးကောက်ပွဲအနိုင်ရလို့ဒါတွေကိုမလုတ်ပေးနိုင်ဘူးဆိုရင်မျက်နှာကိုသာလက်သီးနဲ့လာထိုးလိုက်လို့ဥခင်ကြီးကပြောပါတယ်ကျန်းခိုင်ရေးပါတီကဒီလိုမဲဆယ်စည်းရုံးခဲ့တာဟာအခုမှမဟုတ်ပဲ2010ကနေအခုအချိန်ထိဖြစ်ပြီးတကယ်တမ်းအနိုင်ရသွားတဲ့အခါမှာအနိုင်ရသွားတဲ့မဲဆန္ဒနဲ့မြို့နယ်တွေကိုလုံးဝလှည့်မကြည့်တော့ပဲမိမိချမ်းသာရေးကိုကြည့်တဲ့ပါတီမျိုးဖြစ်ကြောင်းနိုင်ငံရေးလေးလာသူတယောက်က DBB ကိုပြောပါတယ် တနင်္လာရီတိုင်းကော့တောင်ခရိုင်ဘုတ်ပြင်းမြို့နယ်အတွင်းရှိတက္ကသိုလ်တက်ရောက်နေတဲ့ចောင်းသားចောင်းသူတွေကိုစစ်ကောင်စီလက်အောက်ခံမြို့နယ်ထွေးအုပ်ဦးစီးကနေနိုဘမ၁၈ရက်မှာအတင်းအကျပ်ဖိအားပေးချင်းချောက်ပြီးကြိုတင်မဲပေးခိုင်းတယ်လို့ဘုတ်ပြင်းဒေသခံတွေစီကသိရပါတယ်ဘုတ်ပြင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးကနေတဆင့်ရက်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေကနေပြီးတော့တက္ကသိုလ်ចောင်းသားចောင်းသူတွေကိုမြို့နယ်ထွေးအုပ်ရုံးမှာကြိုတင်မဲပေးဖို့အတင်းအကျပ်ဖိအားပေးနေပြီးမဲမပေးတဲ့သူတွေကိုចောင်းတက်ခွင့်နဲ့ဘွဲယူလို့မရအောင်လုပ်မယ်ဆိုပြီးချင်းချောက်ပြောဆိုခဲ့တယ်လို့ဘုတ်ပြင်းဒေသခံတယောက်ကပြောပါတယ်မြို့ထဲမှာကိုယ်တိုင်သွားထည့်တဲ့သူပြောပြ ါတယ်မဲမထက်ဘူးဆိုရင်ထောက်ခံချက်တွေမလုပ်ပေးဘူးဘွဲလက်မှတ်တွေမပေးဘူးဆိုပြီးချင်းချောက်တယ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးကရက်ွက်ကျေးရွာအုပ်ကြီးတွေကိုပြောတယ်သူတို့ကတစင်ရွာကလူတွေကိုဖီအားပြန်ပေးတယ်ဗိုလ်ပြင်းမြို့နယ်ကနေတခြားတိုင်းဒေသမြို့နယ်မှာကြောင်းသွားတက်တဲ့အသက်၁၈နှစ်ပြည့်ပြီးသားကြောင်းသားတွေကိုစရင်ယူထားပြီးတော့ဖီအားပေးနေတာပါမဲပေးဝင်ရှိတဲ့အသက်၁၈နှစ်ပြည့်ပြီးတက္ကသိုလ်ကြောင်းသားကြောင်းသူတွေကိုမဲပေးခွင့်မဆုံးရှုံးစေရအောင်နိုဝင်ဘာ၁၈ရက်ကနေ၂၁ရက်နေ့အထိကြိုတင်မဲပေးနိုင်တယ်လို့စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ကနိုဝင်ဘာ၈ရက်မှာကြေညာထားပါတယ်အွန်လိုင်း င်းငွေလိမ်လုပ်ငန်းကြားဖြန့်တွေကိုတိုက်ဖြတ်ရမှာနိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်မယ်လို့ကရင်မျိုးသားစီယုံ KNU ကကတိပြုတယ်လို့နိုဝင်ဘာ19ရက်မှာထုတ်ပြန်ကြေညာပါတယ်။ဒါအပြင်နိုင်ငံတကာအနေနဲ့ကြားဖြန့်လုပ်ငန်းတွေကိုတိုက်ဖြတ်ရမှာမြန်မာဒီမိုကရေစီရေးအတွက်တော်လှန်နေတဲ့အဖွဲ့အစည်းတွေအရက်ဖက်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်ဖို့လဲ KNU ကနိုင်ငံတကာကိုတိုက်တွန်းလိုက်ပါတယ်။နိုင်ငံတကာအနေနဲ့အစိုးရဗဟိုပြုချင်းကပ်မှုပုံစံအရပူးပေါင်းဆောင်ရွက်ရေးမှုအရအာဏာသိမ်းစစ်တပ်နဲ့ပဲပူးပေါင်းဆောင်ရွက်မယ်ဆိုရင်ထိရောက်အောင်မြင်မှုမရှိနိုင်တဲ့အပြင်ပြည်သူတွေအပေါ်မှာစိုးကျိုးဖြစ်စေမယ်လို့ KNU ကတတိပေးလိုက်ပါတယ်။စစ်တ တ်ဟာကြားဖြတ်လုပ်ငန်းတွေဖြစ်လာဖို့တပတ်တလန်းကအားပေးတယ်လို့အဲဒီလုပ်ငန်းကနေအကျိုးအမြတ်ရနေတဲ့အဖွဲ့ဖြစ်တယ်လို့လည်းဆိုပါတယ်ဒါအပြင်စစ်တပ်ကနိုင်ငံတကာနဲ့ပူးပေါင်းပြီးကြားဖြတ်နိုင်နေမယ်ဆိုတာတန်တမန်ဆက်ဆံရေးချဲ့ထွင်မှုနဲ့အုပ်ချုပ်ရေးတရားဝင်မှုရဖို့အတွက်လှုပ်တာတာဖြစ်တယ်လို့ KNU ရဲ့ထုတ်ပြန်ချက်မှာအပါရှိပါတယ်